ာကြီးရှင်ကျမတို့ကတော့ဆရာညွှန်ကြားသောဤဖြင့်သာတရားထိုင်တရားမှတ်တတ်ပါသည်တရားထိုင်သောအချိန်ကာလလည်းတဏှာဤမျှသာထိုင်နိုင်ပါသည်ရှေ့တူမကြိုးစားတာလားလည်းမပြောတတ်ပါသူများတွေလို14နာရီနာရီရှိထိုင်နာရီရှိထိုင်ထိုင်လို့လည်းအားကြပါသည် အပေပိတ်တီလို့လည်းသိရပါသည် ကျမတော်ဝိပဿနာထိုက်အောင်ရှုမှတ်ခြင်းကိုသာကြိုးစားပါသည်အကြာကြီးတော့မထိုင်နိုင်တော့ပါဆရာဆရာကလမ်းညွှန်ပေးပါဆရာအဲ့တော့ကြားရမကြားရနဲ့ဆိုင်ပေါ့နော်ကိုသတိဘလောက်ထားနိုင်လဲမထားနိုင်လဲပေါ့အများအဖြင့်အသက်ရွယ်ပဲဖြစ်ဖြစ်ကျန်းမာရေးပဲဖြစ်ဖြစ်အကြာကြီးထိုင်နိုင်ခြင်းမှာထိုင်နိုင်တယ် အဲဒီမဲ့ကိုယ့်ရဲ့သတိထားမှုကနှလုံးသွင်းမှုကနေ့စဉ်ဘဝထဲမှာများစီနေတာပေါ့နော်အဲပြောချင်တာဒါအိယာဝင်လဲဝင်လေထွက်လေမှတည်ရင်လည်းမှအိယာတာလည်းမှပေါ့ခဲကြလမ်းလျှောက်နေလည်းမှကားအစီးနေလည်းမှပေါ့ကိုကဒီထဲမှာနှလုံးများများတွင်းနေဖို့လိုတယ်နိုင်ရတနေ့ကိုပုံမှန်ထိုင်နေတော့မှတနာ ਈ တနာ ਈ ကွဲပေါ့နော်မနေ့လေးနဲ့ညလေးနဲ့ထိုင်ကြည့် တဲ့နေ့အချိန်မှာစိတ်ကလွတ်နေရင်ဘာမှမထူးဘူးခဏတစ်ဖြုတ်အဲ့တော့ဒီထိုင်လိုက်တာဘာပါဝါထုတင်လိုက်တာအဲ့အရှိန်နဲ့တနေ့ကုန်ပါသွားစေချင်တယ်အခုကကျွန်တော်ကတရားထိုင်ပြန်တဲ့ခါနဲ့ပြီးပြီတော့ဖြုတ်ချပြီးတော့ကိုနေချင်လို့နေလိုက်တာအဲ့ဒါမဟုတ်ဘူးဒီတရားထိုင်တဲ့အရှိန်လေးကိုဘွာလေးကိုတခါလဲဆက်ပါသွားစေချင်တယ်နော်ဒီသတိဝိရိယတမာရီဆိုတဲ့အရှိန်လေးရှိတယ်အဲ့ဒီအရှိန်လေးကိုဘွာလေးကိုပါသွားဘွာလေးကို နေ့စဉ်လုပ်ငန်းထဲမှာဟိုကသတိလေးထားပြီးတော့တမာရီနည်းနည်းဆုဆိုင်ပြီးတော့ဘာလုပ်လို့ပြောတာဆိုတာလုပ်တာကြိုင်တာလေးတွေမှာကိုယ်စိတ်တွေကိုစူးစူးဆိုက်ဆိုက်တည်တည်ငြိမ်ငြိမ်လေးလုပ်နိုင်သွားရင်တော်တော်ကောင်းတာခုကတရားထုတ်ပြန်တဲ့စိတ်ကိုလှုပ်ပြီးတော့ကိုယ်နေခြင်းလို့နေနေဖြစ်လိုက်လို့အဲဘာမှမထူးတာဖြစ်တယ်ကိုကမစူးဘာလဲစူပြီးရဖြုံဖြုံပြစ်တယ်စူးတာမဖြုံနဲ့စူးတာလေးကတဖြည်းဖြည်းစူးဆောင်းလိုက်ရင်တဖြည်းဖြည်းအားကောင်းလာမှာဖြစ်ပါတယ်နော်ဟုတ်ပါပြီ နောက်မေကွန်းတူဟုပတ်ပြပါမယ်။မင်္ဂလာပါဆရာကြီးရှင်။ဆရာကြီးကိုရိုသေစွာကတော့ပါတယ်ရှင်။အရင်ကကျမတီးခဲ့တဲ့အမှန်မှားခဲ့တာကို ပြောပြစီရှင်။ဝေဒနာကိုဝေဒနာလို့သိပြီးကြော်နိုင်ခဲ့ရင်ဒီခန္ဓာကြီးယောဂါဖြစ်လာရင်တောင်းစေယုံကိုသွားကုစရာမလိုတော့ဘူးလို့ထင်မှတ်မိပါတယ်။အခုဆရာကြီးရဲ့အဆုံးအမကြောင့်ခန္ဓာမှာဖြစ်တဲ့ဝေဒနာကတတ်တတ် စိတ်မှာဖြစ်တဲ့ဝေဒနာကတတ်တတ်လို့ကွဲကွဲပြားပြားသိလာပါတယ်ရှင်။ပိုပြီးရှင်းရှင်းလင်းလင်းဖြစ်အောင်ဆုံးမသွန်သင်ပေးပါရန်ပန်ကြားလိုပါတယ်ဆရာကြီးရှင်။လောကအမြင်နဲ့ပြောရမယ်ဆိုသူများမျက်နှာကြည့်နေရတာမကောင်းဘူးပေါ့။ဒီလိုပဲတာယာဝယ်ရီသူများမျက်နှာတာယာဝယ်တဲ့အတွက်တော့ပြုံးပြတာပေါ့မတာယာဘူးသူများမျက်နှာမဲ့ပြတာပေါ့အဲ့တော့သူများမျက်နှာပြုံးပြမှာကိုယ်စိတ်ကပြောရတယ်သူများမျက်နှာမဲ့ပြနေကိုယ်စိတ်က စိတ်ညစ်ရတယ်တော့ကိုယ်စိတ်ကသူများမျက်နှာကြည့်နေရတယ်ကြုံဖြစ်သွားတာပေါ့အဲ့တော့အဲ့တော့ကိုယ်နာပြီးတော့စိတ်ကနာတယ်ကိုယ်ချမ်းသာမှစိတ်ကချမ်းသာတယ်ဆိုရင်ကိုယ်ဆိုတာပြင်ပကိုမိနေရတာပြောကြင်လားအဲ့တော့သူ့ဘာသူချမ်းသာချမ်းသာဆင်းရဲဆင်းရဲပြုံးပြုံးမဲ့မဲ့ကိုယ့်ကကိုယ်နေနိုင်သွားတာသူ့ဘောမမိတော့ဘူးအဲ့လိုနေနိုင်မှုကကိုယ့်ဘက်ကပါဝါရှိဖို့လိုတယ်ပထမဆုံးကနားလေရကိုကြီးလို့ဖြစ်နေအဲ့တော့ ကောင်းတာလားလားဆိုးလားလားဘာပြဿနာမှရှိတော့ဘူးဆိုစိတ်ဘက်ကတည်ငြိမ်သွားတယ်ကိုယ့်ကိုယ်ကိုတည်ငြိမ်သွားတယ်အားရှိသွားတယ်ကိုယ်စိတ်ကကိုယ့်ကိုယ်ကိုယက်တည်နိုင်လာတယ်သူများပေါ့မမီတော့အာယုန်တွေပေါ့မမီတော့ကောင်းတဲ့အာယုန်ဆိုးတဲ့အာယုန်တွေပေါ်မှာမမီတော့အဲ့တော့ကိုယ့်ကိုယ်ကိုယက်တည်နိုင်ဖို့သာနံပါတ်၁ကပေါ့နော်ကိုယ်အားထုတ်တဲ့ကံမှာစန္ဒာတွေပြင်ပြရမယ်အဓိပတိပြည့်စုံစန္ဒာအဓိပတိဝရိယအဓိပတိစိတ်ဓာတ်အဓိပတိ ညာဓိဝိဆိုရင်ဒီအဓိဝိရေနဲ့အာထုတ်လို့ရှိရင်ကိုနာပြီးစိတ်မနာတော့ဘူးနော်ဟုတ်ပါနောက်မိကွန်းတစ်ခုပါ မင်္ဂလာပါဆရာကြီးရှင်အာယုန်နဲ့စိတ်မှာရှေ့စိတ်မှာဖြစ်ပေါ်တဲ့အာယုန်ကို နောက်စိတ်မှာ ဝေဒနာက ခံစားပြီးဖြစ်လာတဲ့ကိလေသာကိုဘယ်လိုဆင်ခြင်ပြီးနေရပါမလဲရှင်အဲ့တော့ကျွန်တော်တို့က တင်ရကမြတ်စွာဘုရားတရားအနတ္တဖြစ်တဲ့အတွက်နားလေရလေးနည်းနည်းခက်နေရဒီပညာကိုသဘောပေါက်ဖို့လိုတယ်ကျွန်တော်တို့ကလောဘဖြစ်တယ်ပေါ့နော်လောဘဆိုတာစိတ်ဘက်ကဖြစ်တာဟိုဘက်ကအာယုံကကောင်းတာပေါ့ကောင်းတော့ဘာဖြစ်လဲလောဘလေးဖြစ်တာဒါကအလေးကျင့်ဖြစ်မှကော်ဖီလေးတောက်ပေါင်းတာစေနာတိုက်တယ်ဟောဒီဟာလေးပေါ့ငါလိုချင်နေတယ်လောဘဖြစ်နေပါလားသူကဒီလိုစိတ်ဘက်ကိုကြီးတက်တဲ့အလေးကျင့်လို့တယ် ။ကျွန်တော်ကိုယ်အတွင်းရှုအတွင်းရှုဆိုတာတရားကိုပြောတာ။ပြောချင်တာကကျွန်တော်ကအဲ့အတွင်းကလောဘဒေါသမောဟမျက်စွာဖျားရဲ့သာသနာမှာဒါကီးပဲဒီကောင်ဖယ်ဖို့ပဲ။အဲ့တော့လောဘဖြစ်ရင်ဖြစ်မှန်းတိဖို့အရေးကြီးတယ်။အဲ့တော့လောဘဖြစ်ရင်ဖြစ်မှန်းတိတော့လောဘဖြစ်သွားပါလားဆိုရင်လည်းသူကဘာကိုဘုန်းတော်လို့ပါဝင်လေထွက်လေလေးဟုတ်ထိတာတိတာလေးကအာယုံထိတာတိတာလေးအောင်းမိတာပါသတိထိတိသတိထိတိရရှိစိတ် နောက်ကနေတိနေတာကနောက်စိတ်သတိပြုနေတာသတိရှိလိုက်တာနဲ့သူကဘာတိသွားလဲဆိုလောဘတတမောငြိမ့်နေဒါပေမဲ့ကိုကလောဘတတမောငြိမ့်နေလို့မခံစားရတာဆရာထိတိပြီးဘာလို့မှမတော့လာရောပြဿနာရထိတိလေးနဲ့နေရင်ကဘာငြိမ့်နေလောဘတတအဲ့ဒီထိတိလေးနဲ့နေရတဲ့ကံမှာလောဘတတမောငြိမ့်မှလာဆိုတဲ့အတိလေးတစ်ခုရသွားရင်မစိုးကိလေသာကင်းနေပါလားဆိုတာဒါလေးနဲ့နေတတ်တော့ကွာနေနေ ဝမ်းလွမြောက်နေရတော့အဲ့ဒီ ठी ठी တတိတွေကိုဖြစ်ပြမြင်ဖြစ်ပြပုံဖြစ်ပြဆုံးကတော့ကိုယ့်ကိုအားထုတ်တော့ပါဆရာတော်ကပြောချင်တယ်ကအဲ့တော့ဒီကိလေသာဖြစ်ဥမာဒါလေးအများအားပြောတယ်မနေဝက်လည်းပြောတယ်အမောင်ထဲမှာမွေးတယ်အမောင်ထဲမှာနေတယ်အလင်းကိုတခါမှမမြင်ဘူးသူအမောင်ထဲမှာနေပါလားလို့သိကုန်မသိဘယ်တော့မှသိလဲအလင်းကိုမြင်လိုက်မှအမောင်ထဲမှာအမောင်ထဲမှာနေပါလားလို့သိရင်ဘာမြင်သွားလဲအလင်းမြင်သွားတယ် ကိုလောဘတွေနဲ့နေရလေလောဘဖြစ်မှန်းကိုမသိဘူးအချိန်မှာဟာငါအလောဘလေးဖြစ်နေပါလားလို့သိလိုက်တဲ့အချိန်မှာအဲ့အချိန်ပါဖြစ်သွားတယ်အလောဘဖြစ်သွားလောဘဆွန့်လိုက်တတိရှိလိုက်တာနဲ့လောဘဖြစ်နေပါလားလို့သိတာပါဘုရားသိရတတိယသိတယ်တတိရှိလိုက်တာနဲ့လောဘကမရှိတော့လောဘကိုဘုရားဆွန့်လိုက်တယ်တတိယဆွန့်လိုက်အဲ့တော့လောဘဖြစ်နေပါလားလို့အောင်းမိတာဘုရားသိရတတိယ သတိရှိလို့ရှိရင်အဲ့ဒီသတိကဘာလို့စွန့်လဲလောဘကိုအဲ့ဒီသတိရှိရင်လောဘနဲ့သတိကပြိုင်မှာဖြစ်ဘူးသတိရှိရနေနဲ့လောဘမရှိတော့ဘူးဒါမှမဟုတ်လောဘလေးဖြစ်နေတာမှလောဘလေးဖြစ်နေပါလို့သတိပြုလိုက်တဲ့အချိန်မှာဘာဖြစ်သွားလောဘငြိမ်းသွားဒေါသလေးစဖြစ်လိုက်တဲ့အချိန်မှာအော်ငါဒီလိုပြောတာဒေါသဖြစ်နေပါလားလို့သိလိုက်တဲ့အချိန်သတိပြုမိလိုက်တဲ့အချိန်မှာဘာငြိမ်းသွားဒေါသငြိမ်းသွားဒီလိုလေးတွေစားစားပြီးတိလာရင်းနဲ့ဘာဖြစ်လဲမောဟလည်းတဖြည်းဖြည်းပါပါလာမှာတတိလေးအမှန်ရုပ်တည်နေနေ ခုလိုပြောတာဘုရားပြောတာစေနာပြောတာခုနားလေတာဘုရားပြောနားလေတညာနားလေတာကြားတာဘုရားကြားတာဝิญညာကြားတာကြားစိတ်ကခုမြင်တာဘုရားမြင်တာမြင်စိတ်ကမြင်တာဒီလိုလေးတွေမှန်မှန်ကန်ကန်စဉာဏ်ထဲမှာပေါ်လွင်လာမှဟုတ်ကမပေါ်လွင်မှုဖြစ်နေလေပေါ်လွင်လာနဲ့ဘာကိုပယ်နိုင်လဲမောဟကိုပယ်နိုင်လာမှဖြစ်ပါတယ်နော်ဟုတ်ပါနောင်ဘေကွန်တခုပါဖြစ်မလာသေးတဲ့ အရာပေါ်စိုးရင်စိတ်များဖြစ်လာရင်ဘယ်လိုစိတ်ထားပြီးနေရပါမလဲဆရာဆက်ပြီးတော့စိတ်မှာပေါ်လာတဲ့ကိုယ်ထင်မြင်တာတွေက reality မှာဖြစ်ဖြစ်လာတယ်လို့ယုံကြည်ပြီးလှုပ်လိုက်တာတွေဟာတကယ်ဖြစ်လာတော့ဘာပဲထင်ထင်တကယ်ဖြစ်တော့မယ်လို့ထင်နေပြီးပြောဆိုကြတာတွေယုံကြည်ကြတာတွေဟာအမြင်မှန်ဟုတ်ပါသလားဆရာကြီးရှင်အမှတ်တကယ်ဆရာတို့ဟာအထင်နဲ့ကဘာမှမကောင်းဘူး အထင်းနေဘာမှကောင်းမဟုတ်ဘူးဆိုတော့တကယ်အရှိတရားတဲ့ပြစ်ဆုံးပံမဲ့အကုန်ရှိတာကိုလှုပ်လို့ရလဲပြစ်ဆုံးပံမှာပဲလှုပ်လို့ရတယ်ပြောချင်တာအဲ့တော့ဒီပြစ်ဆုံးပံကိုဘုပ္ပတနာဆိုလဲပြစ်ဆုံးပံမှာရှိရတာပဲပြစ်ဆုံးပံကိုအမှန်သိတော့လို့ရှိရင်ပြစ်ဆုံးပံမှာဘာလှုပ်ရမယ်ဆိုတော့ဒါပဲလှုပ်ရတာဒါပေမဲ့အကြောင်းနဲ့အကျိုးသူပါဆက်ဆက်စဉ်းစားတတ်တယ်ဉာဏ်ရှိတယ်တရားတင်တဲ့တော့အကြောင်းအကျိုးဆက်ဆက်မှုကိုသိနေတာအဲ့တော့ဒီအကြောင်းလို့ရင်အနာဂတ်မှာဒီအကျိုးရမယ် ီအကြောင်းမလို့ရင်အနာဂတ်မှာဒီကျိုးများအကြောင်းနဲ့အကျိုးကိုဆက်ဆက်နေရတဲ့အတွက်ပစ္စုပန်နဲ့အတိတ်နဲ့အနာဂတ်ကိုသူညှိလို့ရတယ်ဒါပေမဲ့လုံမှာတော့ပဲပဲလုံမှာပစ္စုပန်မှာပဲသူ့ရဲ့အကျိုးချက်ဆက်ကအနာဂတ်မှာလာလိမ့်မယ်အဲ့တော့ဒီအနာဂတ်မှာဒီအကျိုးဆက်ရမယ်ဆိုတော့အဲ့ဒါကိုမလုံနဲ့ပေါ့မကောင်းတဲ့အကျိုးဆက်ကောင်းတဲ့အကျိုးဆက်လုံမယ်ဆိုလည်းလုံပေါ့အဲ့တော့ဒီလိုမှန်မှန်ကန်ကန်ပစ္စုပန်မှာဆုံးဖြတ်သုံးသပ်တတ်တဲ့ဉာဏ်တွေကိုသင်ပေးတာတွေးပူပူသင်ပေးတာမဟုတ်ဘူး ်တွေးပူစရာလည်းမရှိဘူးဒါလို့ရင်ဒါဖြစ်မယ်ဒါမလို့ရင်ဒါမှဖြစ်ဘူးတော့မှန်မှန်ကန်ကန်ပစ္စုပန်နဲ့အနာဂတ်ကိုစဉ်းစားတတ်လေရှင်ပစ္စုပန်ကောင်းရင်အနာဂတ်ကောင်းတယ်ပစ္စုပန်ကောင်းရင်အတိတ်ကလည်းကောင်းဘူးတော့ဘာမှပူစရာမလိုဘူးဒီဘာမှကြောက်စရာလည်းကြောက်လေဒါကြောက်တာပဲရှိရပါလေလှုပ်တာတာမလှုပ်တာအဲကြောက်နေဘာမှမလှုပ်တတ်ဘူးသူများနှိမ့်ဆက်တာပဲခံရမယ်အဲ့တော့ကိုလို့ဆရာရှိအောင်မှန်မှန်ကန်ကန်လှုပ်တတ်ရင် ကိုယ့်ကိုရက်တည်နိုင်တဲ့ဖုန်းကွန်ဖရင့်ဆိုတဲ့ယုံကြည်မှုတွေအပြည့်ရလာမှာဖြစ်ပါတယ်နော်နောက်ဆုံးမေးခွန်းဖြစ်ပါလေဆရာဆရာဒေါက်တာဦးစိုးလွင်ခင်ဗျာအောက်ပါမေးခွန်းကို စေပညာရှုထောင့်မှာဖြစ်ဆိုပေးပါရင်နံပါတ်1အဖေနဲ့အမေပေါင်းပြီးကလေးတယောက်မွေးလာတယ်ဆိုတာထင်ရှားနေပါလျက်မိုးဘော်ကတနေရာ ကသတော်ဝါတကောင်တူးသေးပြီးအမေပိုက်ထဲရောက်လာတယ်လို့ထင်နေတာနံပါတ်1တေတယ်ဆိုတာခန္ဓာကိုယ်အစိပ်အပိုင်းတွေရက်သွားလို့တေတယ်ထင်ရှားပါလျက်တေပြီးနောက်သတော်ဝါတကောင်တူးဖြစ်ရမယ်ထင်နေတာစေပညာရှုတော့မှမှန်ကန်ပါသလားသိချင်ပါတယ်ဆရာကျွန်တော်တို့ကရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတော့ရှိတယ်တစ်ဖက်ဆုံးကိုမရောက်ရဘူးစေပညာရဲ့ရုပ်ပိုင်းဆိုင်ပဲတည်းသူဝิญဉ်မသိဘူး ဒူရီယအဓိကခံစားမှုကပြဿနာ ဝေနာပြဿနာလောဘဒေါသမောဟပြဿနာသိပ္ပံပညာစေပညာတွေပါဒါတွေတခုမှမသိဘူးအဲ့တော့ဒီယုံနံကဘာပြဿနာမှမရှိဘူးစေပညာဆိုဒီယုံနံတော့မသိဘူးကျွန်တော်တို့ကနာတော့ခံစားတဲ့နာတဲ့ဝေဒနာပဲသိအဲ့နာတဲ့ဝေဒနာဝေဒနာလို့ပြောအောင်အနာပြောင်းစေးပဲကျွန်တော်တို့ထိုးကြတာစိတ်ကြတာဆိုတာ limited အပိုင်းပါပြောချင်တာဘဝနဲ့ပတ်သက်တဲ့အပိုင်းလေးတစ်ပိုင်းပဲရှိရယောဂကုသမှုပဲရှိတယ် ကျွန်တော်တို့ဘဝတွေမှာနေရတာယောဂကုသမှုအပိုင်းလေးတစ်ပိုင်းပဲရှိတယ်။ပြောချင်တာလူမှုရေးစီးပွားရေးအများကြီးပဲကျန်းမာရေးဟိုပညာရေးဘဝမှာ dimension ပေါင်းစုံနဲ့နေရတာသာသမီနဲ့တသင်သာသမီနဲ့မိတ်ဆွေနဲ့လုပ်ငန်းနဲ့အာအမျိုးမျိုးပဲအမျိုးနဲ့တွေ့အမျိုး dimension ပေါင်းစုံပြဿနာပေါင်းစုံကြုံတွေ့ရတယ်။အဲ့ဒီမှာကျွန်တော်တို့ဘာသိသွားတာလဲဆိုတော့ပြဿနာပေါင်းစုံဟာအတွေးထဲမှာအများကြီးဖြစ်ကြတာ ဉာဏ်ဖြစ်ကြတယ်ပြုတ်ကွဲကြတယ်တိုက်ခိုက်ကြတယ်ဆိုတော့ဘယ်တော့အတူကြီးတည်းမှာပဲဖြစ်တာပြောကျင်တာဒီပစ္စည်းဥစ္စာနိုင်ငံတွေဖြစ်ပွဲတွေဖြစ်တယ်ဆိုတာကိလေသာကြောင့်ဖြစ်တာပြောကျင်တာ common sense ကိုပျောက်သွားတယ်တကယ်ကိလေသာဝင်လာရင်စိတ်တိုက်တာမကောင်းဘူးဆိုတာလူတိုင်းသိတယ်လောကမှာအဲ့ဒီလက်နက်ဖိုးတွေနဲ့လူတွေကျွေးလိုက်ရင်အများကြီးစားလို့ရတယ်ဘူးမှတော့ငတ်ပါမှာမဟုတ်ဒါပေမဲ့အဲ့ဒါကိုကမ္ဘာတော်တဲ့တက်တဲ့အုပ်ချုပ်တဲ့လူတွေကအဲ့ဒါကိုဘာမှမလုပ်နိုင် ဘာဖြစ်လဲလဲကိလေသာကြောင့်အပြစ်ကကိလေသာဆိုဘယ်မှာဖြစ်တာအတွေးမှာဖြစ်တာအဲ့တော့ဘယံအဓိကကြတာလဲဘယံကအဓိကမကြတာလဲဆိုတော့ကျွန်တော်ဉာဏ်ရှင်းခွဲတတ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကတစ်ဖက်အစွန်းကိုစုပ်ကန်ပြီးတော့အမျိုးကမစင်စားရဘူးကျွန်တော်ပြောချင်တာကိုစင်စားတိုင်းကခုကျွန်တော်ပြောတာဟိုကြားတာနားကကြားတာဟိုကြားစိတ်ကကြားတာတေးသွားရင်နားရှိတယ်မကြားဘူး သိပ္ပံပညာယုံနဲ့နံနဲ့တောင်ကျွန်တော်သိတာမဟုတ်ဘူးစေပညာလည်းမသိပါဘူးစေပညာအသက်တောင်မသိသေးတယ်မသိရတော့ကျွန်တော်နှလုံးခုံမခုံအသက်ရှူမရှူအုံနောက်က react လုပ်မလို့တော့မျက်စိဖြဲပြီးဓမီနဲ့ထိုးကြည့်ပြီးတော့ငယ်အိမ်လေးက react လုပ်တယ်လားမလုပ်တော့မလုပ်ရင်အုံနောက်အလုံးမလုပ်သေးတယ်ဆိုတာမသိဘူးဘာလို့အသက်မှမသိတာဒီဟာတွေအလုံးမလုပ်တာပဲကြီးတယ်သူကသူဒီချိန်မှာပြန်လုပ်လိုက်လဲသူကသူပြန်ရှင်ပေါ့ကျွန်တော်တို့က တလိမ့်စစ်တယ်ပေါ့နော်ချောင်းဆုလို့တလိမ့်စစ်လို့စေးပညာမှာလေပိုးမရှိလို့ဘရောမမမတွေ့တာပဲရေးတာသူကြည့်လို့မတွေ့တာလေရှင်းရှင်းမှာပေါ့ limited လေးတည်းရှိတာအခုဘာမှစိတ်မကြအခုဒါမှန်ရဲ့နောက်ဟာမှန်ညီမမှန်တာဒါကြီးကအားကိုးတာမဟုတ်ဘူးဒါကြီးကိုစုပ်ကင်ပြီးတော့သွားယူလို့မရဘူးသိပ္ပံပညာစေးပညာတို့စုပ်ကင်နေနဲ့လောကကြီးကအဲ့ဒါကြီးကဘာမှဒီလောက်ကြီးမဟုတ်ဘူးတကယ်တမ်းသိလာတယ်ကမသိလို့ဟုတ်တယ်ထင်တာ ူတွေတအားချမ်းသာကြနေတယ်မသိလို့ချမ်းသာကြတယ်တကယ်ချမ်းသာသွားရင်အဲဒုက္ခတော်တော်ရောက်တယ်ကြာမီဆွဲထားလို့ပဲမလုံလို့လည်းမရဘူးလွတ်လို့လည်းမရဘူးဒီချမ်းသာတဲ့ပစ္စည်းဥစ္စာတွေနဲ့ဒီဟာတွေနဲ့ပိုင်ဆိုင်မှုတွေနဲ့အကုန်ဒုက္ခများနေရလေအများကြီးပဲလူတွေကအေးစေးကျွန်တော်လှဖီးဆိုင်ထိုင်တောင်းတဲ့အချိန်မှာသူအဲ့လိုမတောင်းနိုင်အေးစေးလေးအေးစေးလေးအိတ်တဲ့ချိန်မှာသူအဲ့လိုမအိတ်နိုင်ဒါတွေကျွန်တော်တို့မသိလို့ပြောချင်တယ်ဒါကြောင့်မလို့ဒီ ရုပ်တင်တဲ့နေကိုတင်တာဒီဟာဒီစဉ်းစားဖို့ပေါ့အမှန်တရားတစ်ခုကိုမြင်ပြီးတော့စိတ်အေးချမ်းမှုပျော်ရွှင်မှုအတွက်တင်တာကိုကဒါတွေလှုပ်လို့စိတ်အေးချမ်းနဲ့ပျော်ရွှင်နေဆိုကို့အမြင်တစ်ခုနဲ့ကိုလှုပ်ပိုင်ခွင့်ရှိတယ်မှန်လားမှန်လားဒီကျွန်တော်တို့ကသူများပေါ့ just လှုပ်နေတာပေါ့ဗုဒ္ဓရဲ့ dimension ကသတိပဋ္ဌာန်ဆိုတာက non judgmental observation ပဲဘာမှကျွန်တော် judge မလုပ်ဘူးမှားတယ်မှန်အရှိကိုရှိတိုင်းပဲလက်ခံပြီးတော့ ဒီပေါ်မှာမှန်ကန်တဲ့အမြင်တစ်ခုရအောင်ပဲလှုပ်သွားတယ်ဒီမှန်ကန်တဲ့အမြင်ကြောင့်ဘာဖြစ်သွားလောဘဒေါသမောဟတွေငြိမ်းသွားတာဘာမှအငင်းပွားစရာတကူမှမရှိဘူးကိုကြိုက်ရင်ကိုလှုပ်လို့ရတယ်ကိုမကြိုက်ရင်ကိုမလှုပ်ရုံပဲပြောချင်တာ your life is your choice ပဲအဲဒါပဲကျွန်တော်ကဘယ်ဟာမှမှားတယ်မှန်တယ်လက်ခံတယ်လက်မခံတယ်အငင်းပွားစရာမရှိဘူးကျွန်တော်ကအဲ့ဘဝကိုကိုကြိုက်တာတော့ကိုလှုပ်ပါလို့ဒါတော့ လောကမှာအပြစ်မမြင်တဲ့ဘုသဘာဝတရားတွေနေဘူးတာလည်းပြစ်မဟုတ်မိုးရလည်းလမုံတိုင်းလည်းပြစ်မဟုတ်ကိလေသာဖြစ်တာလည်းအပြစ်မဟုတ်ဘူးဒါနဲ့ तू ဟာနဲ့ तू ဖြစ်နေကြတာပဲဒါပေမဲ့ကို choice ကကိလေသာကိန်းတဲ့နေခြင်းနဲ့လားကိလေသာရဲ့နေခြင်းနဲ့လားဆိုတော့ကိုကိုပဲဆုံးဖြတ်တာလေပြောချင်တာမှန်ကန်တဲ့အမြင်ရချင်တာလားမှန်ကန်တဲ့အမြင်ပဲမရလေဒီလိုနေလဲဖြစ်ချင်တာလားဆိုတော့ကို life ကကို choice ပဲဘယ်သူမှဖျားတောင်မှလုံးလုံးမရကျွန်တော်တို့ကဒီလိုလေးမြင်သွားတာပါ ဲ့တော့မှန်ကန်တဲ့မြင်နဲ့ကိုယ်ဘွားတကူကိုကိုယ်အဲရှောက်လန်းညားတာပဲပေါ့နော်ဒီပေါ်မှာအဲဒီလိုအသိမြင်လေးတွေကျွန်တော်ကမျှဝေပေးတာပဲရှိရဒီပေါ်မှာကျွန်တော်ဆုံးဖြတ်နေရမဟုတ်ဘူးကောင်းတယ်မကောင်းဘူးမှလည်းမှန်းနေဒီ judge တွေမလုပ်ပါဘူးဒီ judge တွေကဘာကိုဖြစ်တာ discrimination ကိုဖြစ်စေနောက်တိုင်းနိုင်ငံတွေကဒီခွင့်ကြမ်းတဲ့ discrimination ပြဿနာအလုံးအစပါဒါမှမဟုတ် तू က discrimination ကိုလက်မခံဘူး။တားရောင်ခွဲခြားမှုလူမျိုးရေးခွဲခြားမှုဂျာမခွဲခြားမှုတွေကိုလက်မခံ။ဒါပေမဲ့သူတို့မှာပါမရှိ solution မရှိဘူး။ပြောချင်တာကကျွန်တော်တို့မှာ solution ရှိတယ်။ယုံနံလို့ဒီလိုက်တဲ့ဘာမှခွဲခြားတော့နော်။ဒီအမြင်နဲ့သွားတာပါနော်။အားလုံးကျေးဇူးတင်ပါတယ်။သာဓုကုလိုမေကိုမြောက်ကိုဖြေချပေးတယ်